တောက်ကြသာသမီမိတ်ဆွေတွေ2025ခုနှစ်ခုနလပိုင်းအတွင်းမှာအဆက်ဆက်အရာရာအစဉ်ပြေအောင်မြင်တိုးတက်ကြပါစေကြောင်းနဲ့တောက်ကြသာသမီမိတ်ဆွေတွေကိုစီကိုစီအားလုံးကျမ်းမာပဂရိချမ်းသာခြင်းရှိကြပါစေကြောင်းဆရာကဒီကနေ့လိုက်လိုက်လဲလဲမြတ်တာဖို့ဆုတောင်းထောပနာပြုတာရင်းနဲ့ဆရာပကတနာတွေမရှိဘူးတဲ့ဆရာပြောရမယ်ပကတနာတွေကသင်ရင်ထားရမှာဗျာနော်အခုလို့ ငါလင်လုတ်တဲ့ဘေးရေဘေးမိဘေးမှာတည်နေရတဲ့အခါအရှိကိုအရှိအတိုင်းပြောပြပြီးတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ဘာလို့လဲဆိုတော့ဘဝဆိုတာတော်တော်လေးပြန်တော့ဘဝဆိုတဲ့အချိန်ကမွေးဖွားပြီးရင်တည်ဆုံးရတဲ့ဘဝအတွင်းမှာဆရာကတော့ကိုဇပ်ဖြူစင်ပြတာမို့ဖြစ်နိုင်လို့ရှိရင်ဘဝအရှိခဏလေးတော်တယ်မှာကိုကိုကိုအဲဆွနာလို့ပေါ့ကောင်းတာတွေလိုက်လုံနေဖို့ထားငါကောင်းအောင်ဘယ်လိုလေးများစူးစမ်းပြီးရလဲဆိုတာလေးပဲဆရာတွေးပါလိမ့်မယ်။ ထောင်ကြီးဆိုတော့စလိုက်တော့မယ်နော်အများကြီးပြောရင်ပြောရင်များတော့ဆိုလို့တောက်ကြသာသမီမိတ်ဆွေတွေဒီ2025ခုနှစ်ခွန်လာပိုင်းတွင်မှာတောက်ကြသာသမီတွေလည်းကိုစတင်လိုက်ပါမယ်တောက်ကြသာသမီတွေအနေနဲ့လက်ရှိကာလအတွင်းမှာဘာကိုဖြစ်ဖြစ် စိတ်တိုင်းမကြနေတာမျိုးအားမရတာမျိုးတွေကြုံရတတ်တယ်။လက်ရှိလုပ်ငန်းလုပ်နေပတ်သက်ပြီးတော့အခြားတနေရာကိုယုံထွက်ခြင်းနဲ့စိတ်တွေပြေးထွက်ခြင်းနဲ့စိတ်တွေဖြစ်နေတာမျိုးလက်ရှိရှိနေတဲ့နေရာကိုစိတ်တိုင်းမကြနေတာမျိုးလက်ရှိရှိနေတဲ့အလုပ်ကို ဘုံမကြနေတာမျိုးလက်ရှိရှိနေတဲ့နေရာထိုင်ခင်းကနေပြီးတော့အခြားတဲ့နေရာကိုပြောင်းရင်ကောင်းမလားဆိုတဲ့ကိစ္စလေးတွေအပြောင်းအလဲနဲ့စဉ်းစားခြင်းတွေတွေးခေါ်နေတော့အလအပတ္တကာလအပိုင်းခြားဖြစ်တဲ့အတွက်မိတ်ဆွေတို့နေနဲ့ဒီကာလအတော်တမှာတောက်ကြတာသမီးမိတ်ဆွေတွေကဒီတတာအတော်တမှာဆိုရင်တော့အဲတောက်ကြသမီးမိတ်ဆွေများကိုဒီအပတ္တအတော်တမှာသတိထားစဉ်းကျင်မိရန်အတွက်တော့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစေခင်ဗျာကောင်းပြီဒါအပြင်တောက်ကြတာသမီးတွေကဘာကိုဖြစ်ဖြစ်ဒီလဟာမိတ်ဆွေတို့ရဲ့ကံကိုက ုံတိုက်တိုက်ကြားကြိုက်ကြိုက်ဆိုတဲ့ကာလာမျိုးဆုံးဖြတ်ရတာမျိုးကြုံရတတ်တဲ့အတွက်ကြောင့်မလို့သေရင်မြေကြီးရှင်ရွှေတိဆိုတဲ့အတိုင်းပဲဘာကိုလို့လို့အစမှာရုံးကန်ရတတ်တဲ့အတွက်ကြောင့်မလို့လုပ်ငန်းတစ်ခုခုကိုလုပ်တဲ့အခါမှာဇွဲကလေးအနှဲငယ်ထည့်ပြီးလှောက်ဆောင်ကမှတော်ကာကြမယ်လားဘာကိုဖြစ်ဖြစ်စူးစမ်းမှုကိုရေပေါ်စီလှောက်တာမျိုးထက်တာမန်ပင်ကိုထက်ပို့ပြီးတော့ဖင်မြဲအောင်ဇွဲမြဲအောင်အားချီအောင်လှောက်ဆောင်တင်တော်လားဖြစ်ချောင်းထထောင်းပြောကြား လိုက်ပါရစေခင်ဗျာဒါအပြင်တောက်ကြတာပြမျိုးစုတွေကဒီအပတ်တာတော့ဒီမှာကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအသွေးသားနဲ့ပတ်သက်တာမျိုးလေးတွေတွေးတိုးတွေးတက်ရှိတဲ့မိစေတောက်ကြတာသမီးတွေတတိယဆင်ကျင်ပြီးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေရာသီအကူပြောင်းကာလာလေးတွေကြောင့်ကျမ်းမာရေးနဲ့ပတ်သက်လာရေးအချွေအမြင့်မရှိပဲညံ့နေတာမျိုးလေးတွေဘာဖြစ်လို့ဖြစ်မှန်းမသိတာမျိုးလေးတွေအဲခြေလက်အင်္ဂါလေးလံမတည်ကျင်တာမျိုးလေးတွေဘာကိုဖြစ်ဖြစ် ခမဲလို့တလို့ကစိတ်တိုင်းကြမနေတာမျိုးလေးတွေဖြစ်ရတတ်တယ်လာဖြစ်တဲ့အတွက်ကြောင့်မျိုးစိတ်မကြည်မလင်တာမျိုးလေးတွေဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့ဒီမှာဆိုရင်တော့မိမိအိမ်ကမျက်စွာဖျားမှာတောက်ရည်လေးတက်ပေတာမျိုးရည်တက်ပေတာမျိုးတောက်ရည်လေးများများလှူတာမျိုးလေးတွေလှုပ်ဆောင်ပေးဖို့လိုအပ်ကြောင်းထားလောင်းပြောကြလိုက်ပါရစေခင်ဗျာမိတ်ဆွေတောက်ကြတာသမီးတွေကဒီလာတာတော့ဒီမှာဂျူဂျူမှာတင်ပြီးတော့ရည်တဲ့ဟုတ် မိတ်ဆွေတောက်ကြသားသမီးတွေဒီလက်တာတော်တွေမှာအကျိုးပေးသောလုပ်ငန်းတွေကိုဆရာဆက်လက်ဖော်ပြပေးပါစေဒီလက်တာတော်တွေမှာအစ်တတွေစတင်လှုပ်ဆောင်တာမျိုးဟာအားနည်းစေသောလာဖြစ်တဲ့အတွက်ဘာကိုဖြစ်ဖြစ်လုပ်ငန်းလက်ရှိရှိနေတဲ့အလုပ်မှာပုံမှန်စူးစမ်းရပါလုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လို့အချင်း လက်ရှိရှိနေတဲ့အလုပ်မှာပုံမှုပြီးတော့စူးစမ်းအောင်မြင်တာမျိုးလုပ်ငန်းတိုးချဲ့တာမျိုးအလုပ်တိုးချဲ့တာမျိုးတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစီတော့လာဖြစ်ပါလေလုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လို့ရှိရင်လုပ်ငန်းတိုးချဲ့လှုပ်ဆောင်တာမျိုးချိတိုးဆောင်ရလှုပ်ဆောင်တာမျိုးတွေအားသာကောင်းမှုတိုးတက်နိုင်ပါတယ်အလုပ်ရှာနေသူတွေအလုပ်တွေရရှိစေနိုင်ပါတယ် ဒါအပြင်လုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်ယာဓုတိုးတာမျိုးယာဓုတက်တာမျိုးလေးတွေကြုံရတတ်တယ်လို့နေရာထိုင်ခြင်းအပြောင်းလဲလေးတွေကြုံရတာမျိုးလေးတွေနေရာထိုင်ခြင်းအသစ်ပြောင်းရတာမျိုးတွေယာဓုတိုးယာဓုတက်တာမျိုးလေးတွေကြောင့်အပြောင်းလဲနဲ့တိုးတက်ခြင်းနဲ့အားသာဖြစ် အချင်းနဲ့အများကြီးတွေ့မဲ့ကာလဖြစ်ပါတယ်ခင်ဗျာငွေကြီးနဲ့ပတ်သက်ရင်ဘလောက်ပဲခက်ခဲစီကမူအထုတ်လိုက်အထည်လိုက်ပြန်လဲဝင်လာတာမျိုးလေးကြုံရတတ်တဲ့အတွက်ငွေကြီးကဟာအင်မတန်အသာကောင်းမှုတော့လာဖြစ်တယ်ငွေကြီးနဲ့ပတ်သက်တာတွေမေတ္တာကြီးနဲ့ပတ်သက်တာတွေအဲချစ်လို့ဆောင်ရလှုပ်ဆောင်တာမျိုးဟာမိတ်ဆွေတို့ရဲ့ဒီလမှာကံကောင်းခြင်းနဲ့တိုးတက်ခြင်းတွေရရှိပါလိမ့်မယ်ခင်ဗျာငခုခသာသမီမရရှိသူတွေသာသမီရရှိတာမျိုးတွေကြုံရတတ်တယ်လို့မထင်မှတ်ဘဲနဲ့အလူအတန်းကြီးကြီးတွေ ဘာသာရေးဆိုင်ရာကိစ္စလေးတွေမှာကြီးကြီးမားမားပြုလုပ်ရတတ်တော်လာဖြစ်တဲ့အတွက်မိတ်ဆွေတောက်ကြသားသမီးတွေကဒီလဟာဘာသာတရားနဲ့ပတ်သက်လို့လဲရှေ့တို့ဆောင်ရလှုပ်ဆောင်တိုးတက်လို့ကောင်းတော်လာဖြစ်ပါရဲ့။ဥဟိန်ချမ်းမီပိုင်းနာမျိုး သာသမီရတာမျိုးလေးတွေကြုံရတတ်တယ်လို့ငကူကနာတာရှိဖြစ်နေတဲ့ဂျမ်းမာကြီးလေးတွေမှာစီဝါကောင်းဆရာသမားအကောင်းကြီးရဲ့အကူညီအပြည့်လေးတွေကြောင့်ဖြစ်ပေါ်နေသောယောဂတတလာမျိုးလေးတွေကြုံရတတ်တော်လာ ဖြစ်ပါတယ်ခင်ဗျာဒါအပြင်ပဋ္ဌာန်းဆက်ကောင်းပုဂ္ဂိုလ်ကောင်းမမြင်ရတဲ့အဆောက်အအုံကောင်းတွေရဲ့အကူညီကောင်းတွေကိုအဆောင်မမှုတွေရရှိတတ်တဲ့အတွက်တော့ဘာသာတရားလှုပ်လေလေဂျင်းသေးပေါ့အခက်အခဲတွေကပြည်လဲပျောက်ကင်းလေဆိုတော့လာဖြစ်တာအတိအကျပဲဖြစ်တယ်ဆက်ပစ္စည်းနဲ့ပတ်သက်လာတဲ့အခါ ကိုကိုယ်တိုင်မောင်းနေတဲ့အခါတတိတဆင်ကျင်ပြီးပါဆက်ပစ္စည်းလေးတွေထိခိုက်ရှာနာမှုမျိုးလေးတွေမလိုလားအပ်ပဲရင်ဆက်ပစ္စည်းရင်ခဏခဏပြက်တာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့တတိတဆင်ကျင်ပြီးရလိုအပ်ပါရဲ့ဘာကိုဖြစ်ဖြစ်စိတ်မရှိတာဟာမိမိရဲ့အားနည်းချက်ဖြစ်ပါတယ်ဒီလမှာဘာကိုဖြစ်ဖြစ်အဲစကားပြောရင်စိတ်မရှိတာမျိုးအဲကိုကစေတနာနဲ့ပြောပေမဲ့အပြောမတတ်တာမျိုးလေးတွေကြောင့်ဝေဒနာဖြစ်ရတာမျိုးတွေကြုံရတတ်တယ်လို့ဒီလမှာတောက်ကြတာသမီးတွေဂျားတုံးဂျားမဝင်ကောင်းပါဘူးဘယ်လိုဂျားလဲ မိသားစုကြားတွေမှာကိုကဝင်ပြီးတော့စေတနာတွေပူတာမျိုးလေးတွေမှာအပူကူးဆက်တက်တယ်လို့အိမ်တော်ကွဲလာတဲ့သူတွေအကွဲတွေအပြဲတွေစိတ်ဆိုးဆင်းလာရဲအပူတော့ကမိတွေကိုကိုအိမ်ပေါ်ခေါ်တင်ထားတဲ့အခါမှာအဲ့ဒီအပူတွေကူးဆက်တက်ပါတယ်ဒါအပြင်အမှုကိစ္စအမွေကိစ္စလေးတွေမှာအာမခံခေါင်းခံပြီးတော့လှုပ်ဆောင်ရမတင်တော့ကာလာဖြစ်ပါတယ်ခင်ဗျာနော်မိတ်ဆွေဒီအပတ်တာတော့ဒီမှာဆက်ပစ္စည်းရင်အပြုတ်အဆုတ်တွေအပြက်တွေအဟောင်းလေးရှိရင်စွန့်ပေးပါရက်တက်နေတော့နာယီဟောင်းလေးရှိရင်စွန့်ပေးပါ ဒါဟာမိတ်ဆွေတို့ရဲ့ကံကိုအားနည်းစီတော့လာဖြစ်ပါလေ။ငန်တူလေးတွေဖြစ်တဲ့တောက်ကြငန်လေးတွေတောက်ကြရက်လေးတွေမှာတော့ဘာကိုဖြစ်ဖြစ်အရေးကြီးတဲ့ကိစ္စတွေကိုသတိထားဆင်ခြင်ဝစ်ဆင်ပြီးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြပါရစေ။အညိုရောင်တို့အဝါရောင်တို့ကိုသတိထားဝစ်ဆင်ပြီးဖို့လိုအပ်ပါတယ်။ရွှေဝယ်ထားရင်စုတာကောင်းပါလေ။ဝစ်လို့ရှိရင်တော့ကျိုးပဲ့တာမျိုးလေးတွေပျက်စီးတာမျိုးလေးတွေယန္တနာဖန်စီပစ္စည်းနဲ့ပတ်သက်ကြပြောက်တာမျိုးလေးတွေဆွမ်းလာလို့ ဆွဲဖြုတ်ခံရတာဒီလိုမျိုးလေးတွေနဲ့ပတ်သက်လို့ချင်းတတိထားဆင်ញင်ပြီးဖို့လိုအပ်ပါတယ်ဒါလေးကိုသတိပြုပါပါဆွေမျိုးသားချင်းနဲ့ပတ်သက်လာလို့ရှိရင်ဖြစ်နိုင်ရင် ဆွေမျိုးများအိမ်မလာရလို့စိုင်းပုတ်တွေဟာတောက်ကြသားသမီးတွေအတွက်လိုင်စင်သာယူပြီးကတ်ထားလိုက်ပါနော်ဆွေမျိုးသားချင်းညီအစ်ကိုမောင်နှမနဲ့ပတ်သက်ရင်နည်းနည်းလေးစိတ်တိုင်းမကြတာမျိုးငွေကုန်ကြီးကြများတာမျိုးဆွေမျိုးသားချင်းနဲ့ပတ်သက်လာတဲ့အခါအဲဆွေမကင်းမျိုးမကင်းလေးတွေကြောင့်စိတ်ညစ်စရာလေးတွေကြုံရတတ်တယ်လို့ညီအစ်ကိုမောင်နှမကိစ္စလေးတွေကြောင့်စိတ်တော့ကလေးနည်းနည်းစိတ်ပင်ပန်းလူပင်ပန်းဖြစ်ရတတ်တဲ့အတွက်တော့ဆွေမျိုးဆိုရင်စာလေးဝတ်ဆွေနဲ့ဆွေတဲ့အတွက်ကြောင့်မလို့နည်းနည်းလေးအဲ ဆွေမျိုးများရှိရာအဝေးရာတို့ဆိုဆရာသရှင်ကြီးမိလားမလားဆွေမျိုးသားချင်းတွေနဲ့ပတ်တိုင်ညီကိုမောင်နှမတွေနဲ့ပတ်တိုင်တော့ဖြစ်နိုင်ရင်ဘာကိုဖြစ်ဖြစ်အလင်းစလို့မဆုံးဖြတ်ပါနဲ့ဆက်ပစ္စည်းရင်နဲ့ပတ်သက်လို့ကျင်လဲစိတ်တိုင်းမကြတာမျိုးလေးတွေကြုံရတတ်တယ်လို့အဲတတိထားမောင်းနေပြီလို့လိုအပ်ပါတယ်ဒါလေးပါပဲညံ့တာငွေကြီးနဲ့ပတ်သက်ရင်တော့ဘာမှမဆိုရှိတို့ဆောင်ရပါလက်လွန်ထားတဲ့ငွေကြီးတွေမှာပြန်လဲတောင်းဆိုတာမျိုးတွေပြန်လဲရရှိတတ်တယ်အထယ်အလေးလုပ်ငန်းတွေအကျိုးပေးပါတယ်ကွန်ပျူတာကဆိုင်ကဲ့ အစားရှိတာမျိုးလေးတွေခရီးသွားဆိုင်ရာလုပ်ငန်းလေးတွေအကျိုးပေးအားပါပါတယ်ပတ်စပို့လုပ်ငန်းတွေဗီဇာလုပ်ငန်းတွေရှေ့တို့ဆောင်ရာလုပ်ဆောင်ရာအားသာကောင်းမှာပါတယ်မိသားစုနဲ့ပတ်သက်ပြီးတော့အချိန်ပေးတာမျိုးဝေးကွာနေတော့မိသားစုတွေပြန်လဲစုံစည်းရတာမျိုးကြံကြုံရတတ်တယ်ငကူကတာသမီနဲ့ပတ်သက်ပြီးမရရှိသူတွေသူတွေတာသမီရရှိတာမျိုးလေးတွေ OA ချမ်းမြေနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးပိုင်ဆိုင်တာမျိုး OA ချမ်းမြေ ဆောက်လက်စာတွေပြီးပြအောင်ဆောက်ရတာမျိုးတွေကြုံအားတက်တယ်လို့ထီကန်ဆန်းလို့လည်းမိတ်ဆွေများထီကန်ဆန်းလို့ကောင်းတော့လဖြစ်ပါလေခင်ဗျဆက်တူတော့မဟုတ်ပါဘူးတဦးတည်းတယောက်တည်းထီကန်ဆန်းတာမျိုးတွေမိတ်ဆွေတို့ရဲ့ငွေကြီးနဲ့ပတ်သက်လို့ထီကန်ကောင်းတာမျိုးတွေတိုးတက်စီတော့လဖြစ်ပါလေခင်ဗျဒါအပြင်မိတ်ဆွေတောက်ပြသားသမီးတွေဟာအိမ်အောင်ဖက်နဲ့ပတ်သက်ပြီးတော့အဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်တဲ့ပျောက်သောအသူ challenge တွေ့ပါလိမ့်မယ်ခင်ဗျာနော်ဒါအပြင်မိတ်ဆွေတို့ငကူကဝေးကွာနေသောသူတွေဝေးကွာနေသောသူများကိုပြန်လဲစုံစည်းရတတ်တယ် လူငယ်တွေအခြေရင်းနဲ့ပတ်သက်ရင်တော့ဒီလဟာမေတ္တာရေးကံမှာစုပ်ကောလက်ကိုဝင်တတ်တဲ့အတွက်ချစ်သူကြီးစားရရှိတာမျိုးမိမိဖွင့်ပြောပြောဆိုတာမျိုးမိမိချစ်သူသမီးကြီးစားနာလည်းပြီးတော့အကြံစီကောင်းအကြံဉာဏ်ကောင်းတွေရရှိတတ်တော့လာဖြစ်ပြီးတော့အိမ်တော်ပြုခြင်းစိတ်ဆက်ခြင်းကြောင်းလန်းခြင်းမင်္ဂလာဆောင်ခြင်းလူကြီးမိဘတွေ့ဆုံခြင်းတွေအားသာကောင်းမှုပြီးတော့ကံကောင်းစီတဲ့အတွက်မင်္ဂလာရက်ဆရာငယ်နားလာရွေးလို့ရပါလားခင်ဗျကောင်းပြီဒီအလာတာတော်တွင်မှာတောက်ကြသားသမီးမိတ်ဆွေတွေဘာကိုဖြစ်ဖြစ် အကျိုးပေးစီတော့အရာလေးတွေဆိုလို့ရှိရင်တော့အာမခံကိစ္စတွေဥဆောင်လုပ်တဲ့လုပ်ငန်းတွေတိုးတက်စီပါတယ်ယာထုလုပ်ငန်းကိုင်ကနဲ့ပတ်တန်ယာထုတိုးတာမျိုးယာထုတက်တာမျိုးတွေဂျုံကတက်တယ်လို့ခရီးသွားကိစ္စပြီးပပြီးတွင်းခရီးသွားနဲ့ပတ်သက်တာလေးတွေရှိလို့ဆောင်ရွက်လုပ်ဆောင်မှအလုတ်ချာနေသူတွေအလုတ်တက်ဂျင်းသေးပေါ့ရရှိမယ်လားဖြစ်ကြောင်းတက်လောက်ပြောကြားလိုက်ပြရစီအိမ်တွင်းမှုဆိုင်ရာလုပ်ငန်းတွေကိုပိုင်ဆိုင်ရာလုပ်ငန်းတွေမှာအကျိုးပေးပါတယ်ဒါပေမဲ့ အသက်ဆက်နေလို့တာမျိုးလေးတွေကိုတော့အားနေစီတလို့စက်တူလုပ်ငန်းတွေအစုရှယ်ယာနဲ့ပတ်သက်တာလေးတွေမှာတော့တတိထားစီရင်ပေးရန်လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်လည်းငွေကြီးနဲ့ပတ်သက်ဘလောက်ပဲခက်ခဲကြက်တဲစီကမှုအစဉ်ပြေအောင်မြင်တိုးတက်မှုတွေရရှိမဲ့ကာလဖြစ်ပါတယ်ခင်ဗျာအဆောင်နေနဲ့ဆိုရင်ကျွန်းနဲ့ကို ပတိစိတ်တာမျိုးလေးတွေကျွန်းနဲ့ကိုနဂါးရုပ်ကလေးတွေထူဆောင်တာမျိုးတွေကျွန်းနဲ့နဲ့ပတ်သက်တဲ့အရာတွေကဒီလာတာတော့ဒီမှာအာတာကောင်းမှုတူးတက်စီးသလိုမိတ်ဆွေတို့အနေနဲ့ဟိုပတိစိတ်တဲ့အခါမှာလေကိုနှဝင်းဝင်လို့ရတဲ့မိတ်ဆွေများကတော့ကိုနှဝင်းပတိစိတ်တာမျိုးကိုနှဝင်းမိုးလင်းမှတည်မယ်ဆိုတဲ့အတိုင်းအခက်အခဲတွေပြေလာလေပြေပြောက်စီဖို့အတွက်ကိုနှဝင်းပတိစိတ်တာမျိုးလေးတွေကိုရအတိတ်တံဝင်တာမျိုးလေးတွေအာတာကောင်းမှုတူးတက်စီးသောလာဖြစ်ပါရဲ့ဘာသာရေးတို့ဆိုင်ရာဒီဖျားစင်းလူတော်ဒီဖျားပုံတော်ဒီရုပ်ပုံတော်ဒီ ဝင်လာတတ်တယ်ဖုန်ကြီးယဟန်အဝေးကဖုန်ကြီးယဟန်ကြီးကြွာလာတာမျိုးအလူခံပုံကိုဒီမိမိအိမ်ကိုမထင်မှာပဲရောက်ရှိလာတာမျိုးအိမ်မက်မှတ်တာမျိုးရရှိလာတဲ့အခါမှာမိတ်ဆွေတို့အနေနဲ့ထီကန်ဆန်းလို့ကောင်းပါတယ်အချိုးပေးသောကဏ္ဍအခရာဆိုဆရာပြောပြပါမယ်ခုနှစ်ကဏ္ဍနှစ်ကဏ္ဍကိုးကဏ္ဍနေအချိုးပေးပါတယ်တကယ်လို့မှမိတ်ဆွေဟာအဲ့ဒီလိုမှမကြိုက်ဘူးဆိုလို့ရဆရာတို့ဥမာပေါ့6နဲ့စာပြီး3နဲ့စုံနဲ့ကဏ္ဍ6ဖြစ်အောင်လို့2နဲ့စာပြီး9နဲ့စုံနဲ့ကဏ္ဍ သို့မဟုတ်လို့ရှိရင်ရှင်းနဲ့စာပြီးတင့်နဲ့ဆုံးနဲ့ခဏဒီလိုမျိုးကိုအတွဲလေးတွေဟာမိတ်ဆွေတို့အတွက်ကံကောင်းအားသာတိုးတက်စေပါရယ်ခင်ဗျအဲမိတ်ဆွေတို့ဒီမှာအဘပုံမင်းကောင်အနေနဲ့ပတ်သက်ပြီးတော့ပဋ္ဌာန်းဆက်ပုဂ္ဂိုလ်ဆက်လှူရတန်းတဲ့ပုဂ္ဂိုလ်များရှိတဲ့အခါမှာအောင်မင်းကောင်ကိုစေးလိုက်လှူပြီးတော့လိုရဆူတောင်း sorry အောင်မင်းကောင်ကိုစေးလိုက်တို့လက်ဖက်တို့လှူပြီးတော့လိုရကိုဆူတောင်းရင်ဂျင်းသေးပါပြည့်မယ်ဆိုတဲ့ဆူတောင်းပြည့်မယ်ဆိုတဲ့လာဖြစ်ပါတယ်အယုံကြည်တော့မလုံပါနဲ့အယံကြီးလည်းအယုံကြည်မသေးပါနဲ့ မယုံကြည်ပဲလည်းမနေပါနဲ့လှုပ်ကြည့်ကြည့်ပါနော်ဒါဆိုရင်ကံကောင်းခြင်းနဲ့တုတ်တက်ခြင်းတွေရရှိပါလိမ့်မယ်အကျိုးပေးသောအရာအနေနဲ့ဆိုရင်တော့အနီရောင်မိုးပြာရောင်အပန်းရောင်ဟာမိတ်ဆွေတို့ရကံကိုတုတ်တက်ကောင်းမှုစီပါတယ်အကျိုးပေးသောနေသားဆိုရင်တင်းလာသားသမီးစနေသားသမီးတွေနဲ့တွဲဖက်လှုပ်တာဟာကံကောင်းတုတ်တက်အသာစီပါတယ်အိုးအိမ်ချမ်းမြေမြေရဝယ်လို့ကောင်းပါတယ်ရောင်းလို့ကောင်းပါတယ်ပြောင်းလို့ကောင်းပါတယ်ရွှေ့လို့ကောင်းပါတယ်အဋိဋ္ဌံပြုလို့လို့တပါဆိုရင်ကိုရတတီမိမိယုံကြည်တတ်ဝင်သောဘာသာတရားတစ်ခုခုကိုအဋိဋ္ဌံဝင်ပါကံကောင်းမှုနဲ့ကျင့်တည်ရရှိတတ်သောလာဖြစ်ပါတယ် အဆက်ဆက်အရာရာအကျိုးပေးကံကောင်းစီတို့အရာဟာအခြေစူးစူးရဖြစ်ပြီးတော့စန်တီယာအရာကတော့အနောက်ရဖြစ်ပါတယ်မိတ်ဆွေတို့ဒီအပတ်တာတော့ဒီမှာအဆက်ဆက်အရာရာသတိထားစင်ကြရမှာတော့တောက်ကြတောက်ကြရင်တွဲလောက်တာမျိုးတွေသတိထားပါအဲအရှိတောင်တောင်ရကိုခီးထွက်တာမျိုးကကံရဲ့အားနည်းမှုကိုရရှိတတ်ပါတယ်ကြွားတာမျိုးအလှမျိုးအချွေချွေစွဲတာမျိုးစိန်တွေအစရှိတာတွေတမိုးကြည့်တာတွေခန္ဓာကိုယ်မှာစင်မြန်တဲ့အခါမှာကြပြောက်တာမျိုး တခုကိုခံရတာမျိုးအလူခံရတာမျိုးလေးကြုံရတတ်တဲ့အတွက်တော့ဓာမှုရှိတဲ့အရာတွေကိုတိုးတိုးတိတ်တိတ်သိမ်းတာပါမသိမ်းတယ်ဆရာလာပြီးတာပါဆရာသိမ်းပြီးတာပါမယ်ခင်ဗျာကောင်းပြီဆိုတော့အဆက်ဆက်ရရအစင်ပြီးအောင်ပြီးတိုးတက်စီပြီးကံကောင်းဇေယံတို့မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတို့အယောင်းထွက်စီဖို့အတွက်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုဖဲချက်ကလေးတစ်ချက်နဲ့သို့မဟုတ်တားရော့ချက်လေးတစ်ချက်နဲ့သို့မဟုတ်ဂက်တုချက်လေးတစ်ချက်နဲ့ရိုက်ပုတ်ထိတွေ့ပြီးမိမိရဲ့ကုန်ပစ္စည်းတွေကိုရောင်းထွက်အောင် ဆူတောင်းလိုက်ပါရိုက်တဲ့အခါမှာအသက်အောက်ပြီးတော့ကိုးချက်တီတီရိုက်ပါဒါဆိုရင်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေပိတ်နေသောလက်တွေပြန်လဲပွန်လန်းစီပြီးတိုးတက်နိုင်ပါတယ်အထယ်လေးလုပ်ငန်းနဲ့ပတ်သက်တာတွေတီတီဖက်နက် online social media နဲ့ပတ်သက်တာတွေထင်ပေါ်ကြော်စောခြင်းနဲ့ပတ်သက်တာတွေပကြီးပဘူးဘေးရင်ဘေးရဆန်းကြံတေးဥဆောင်နဲ့ပတ်သက်တာတွေငကောကညီကောင်မတော်မနဲ့ပတ်သက်ပြီးတော့နားလည်မှုလွဲနေတာမျိုးမိသားစုဝင်တွေနဲ့ပတ်သက်လို့တဦးနဲ့တဦးတယောက်နဲ့တယောက်နားလည်မှုလွဲနေရင်ချစ်တို့ဆောင်ရလှူဆောင်မှအားသာကောင်းမှုတိုးတက်ဈေးကြောင်းဆရာကထားလောင်းပြောကြလိုက်ပါရစေခင်ဗျာ ်ကောင်းပြီဆိုတော့ဒါအပြင်ဒီအဖက်တာတော့ဒီမှာဒီလက်တာတော့ဒီမှာတောက်ကြသားသမီးမိတ်ဆွေတို့အဆက်ဆက်အရရအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမိမိရဲ့ပတ်စံအိတ်အတွင်းမှာ200ရာလေးတရွက်ကို၄កောက်ရှိုးပြီးတော့တတိကံလိုပုံစံလေးဆရာတို့200ရာလေးတရွက်ကိုဒီလိုပေါ့၄កောက်ရှိုးပြီးတော့၄កောက်ရှိုးပြီးတော့ပလတ်စတစ်အိတ်တွေထည့်သွားပြီးတော့မိမိရဲ့ပတ်စံအိတ်အတွင်းမှာဆောင်သွားပြီးအရေးကြီးသောကိစ္စတွေကိုပြောဆိုဆောင်ရွက်ရင်အောင်မြင်တိုးတက်စေပြီးကံကောင်းစေပါတယ် ဆက်ဆက်ရရအစဉ်ပြေစီရင်ပြုလုပ်ရမယ်ရေရာနေနဲ့ဆရာမိတ်ဆွေတို့ဒီလက်တာတော့ဒီမှာတောက်ကြသားသမီးတွေအဆက်ဆက်ရရကံကောင်းစီပြီးငွေကြီးကံအားကောင်းစီရန်ပြုလုပ်ရမယ်ရေရာနေနဲ့ဆိုရင်တော့ဆရာတို့လီပိုပလင်းတစ်လုံးပေါ်မှာလီပိုပလင်းတစ်လုံးပေါ်မှာလာဗန်လို့ရေးလိုက်ပါလီပိုပလင်းတစ်လုံးပေါ်မှာလာဗန်လို့ရေးပြီးတဲ့အခါမိတ်ဆွေတို့ရဲ့ဈေးဆိုင်လုပ်ငန်းအမြင့်တနေရာမှာကိုယ့်ရဲ့တည်တည်ဖျောင်းနိုင်ထွေးမှာခင်ဗျာဒါဆိုရင်မိတ်ဆွေတို့နည်းတီလာရှင်ဝေးလိုက်တော့ရေဆရာကသင်ငန်းမို့ဆိုင်မယ်တီလာရှင်ဝေးတယ်ဝတ်စုံဘူး ဆိုတော့နော်ကိုရက်တီတီအတိတ်ဆောင်ဝင်လိုက်ပါ။ဩစောရီကိုရက်တီတီဖျောင်းနေပြန်ထင်ပါဆရာပြန်ပြောပြပါမယ်။တောက်ကြသားသမီးတွေမိတ်ဆွေများဒီတလတာတော့ဒီမှာငွေချေးကန်ကောင်းစီပြီးအဆတ်ဆာရရာအစင်ပြီးအောင်ပြတိုးတက်စီရန်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုလစ်ပိုပလင်းနှလုံးပေါ်မှာလစ်ပိုလစ်ကလေးပိုကငါလေးငါလာဗန်လို့ရေးလိုက်ပါ။လာကလေးဗန်ကငါလေးငါနော်။လစ်ပိုပလင်းနှလုံးပေါ်မှာလာဗန်လို့ရေးပါ။ရေးပြီးသွားတဲ့အခါမိတ်ဆွေတို့နေနဲ့အဲ့ဒီရက် မိတ်ဆွေတို့ရဲ့ဈေးဆိုင်လုပ်ငန်းအိမ်အမြင့်တနေရာပေါ်မှာတင်ပြီးတော့ဖျောင်းနိုင်ကိုရက်တတီထွင်းလိုက်ပါပိတ်နေတဲ့လက်တွေပွင့်လန်းလာပါလိမ့်မယ်။ဆရာရဲ့ဖျောင်းနိုင်အယောင်ကွဲသလားလို့မေးရင်ဆရာဖျောင်းနိုင်နေရဲ့အယောင်ရဲ့အကျိုးတက်ရောက်မှုတွေကိုပြောပြပေးမယ်။ငွေကြေးကိစ္စပတ်စံကိစ္စနဲ့ပတ်သက်ပြီးအစဉ်ပြေခြင်းနဲ့ဆိုရင်တော့မန်နီခလာဖြစ်တဲ့၂00တန်းမရှိရင်20တန်းလည်းရပါတယ်ခင်ဗျာနော်။ထိုင်းဘတ်ဆိုရင်2ချက်တန်းလည်းရတယ်နော်။ မနီခလာဖြစ်တဲ့အစိမ်းရောင်ကိုတင်ပြီးထွင်ပါကိုရက်တတိငွေကြေးကန်ကောင်းပါလေလက်လာပါနဲ့ပတိုင်တော့အဝါရောင်ကိုထွင်ပါခမရအတိုက်ခိုက်နဲ့ပတိုင်အနီရောင်ကိုထွင်ပါလို့ဆရာကပြောရင်းနဲ့ကဲတောက်ကြသာသမီမိတ်ဆွေတွေအားလုံးဒီ2029လပိုင်းတွင်မှာအဆက်ဆက်အရအောင်မြင်တိုးတက်လို့ယရနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ပြီးတဲ့အခါ တက်နေတဲ့ဘိုးလောက်ဝင်ဖြုတ်ခဲ့သူစီးစိမ်ဥစ္စာတွေတိုးပွားလို့အောင်မြင်မှုအပေါင်းတက်ရဖို့ဆောင်းကြပါစေခင်ဗျကိုစီကိုစီတောက်ကြသားသမီးအားလုံးဘေးပရာတွေဝေးကွာလို့ဒုပိတ်တန်တော်တက်တန်တော်ယောဂကံတော်ဆိုတော့ကတိသုံးပါဘေးရန်သူမျိုး၅ပါးဘေးကနေကင်းရှင်းကြပါစေလို့